အာပြောမယ်ဒါရီယာနေနေဆိုရင်တော့ကိုကိုကိုကြီးဝစေတယ်လားဟုတ်ကဲ့တော့ဖုန်းရမွေးရေမွေးရလားမလို့လေအေးပါမှာဟုတ်ရေနည်းစင်းအားလို့ရပြီဟုတ်တယ်မလားအရင်တော့လည်းမအေးတော့ဒီပြောင်းလဲပါဘူးအရင်တော့လည်းမအေးပါဘူးသင်တို့ပါဗျာဒီကကိုယ်ဆန်းပေးသွားရေဒီကိုယ်တော့မသိလိုက်ဘူးသူတော့မသိဘူးမေးပြီးတော့ ကျွန်တော်ကျွန်တော်ကျွန်တော်တင်လာတော့ဘယ်လိုပြောမလဲကျွန်တော်တင်လာတော့အဖေကလေအဲ့လိုမျိုးလေးဖြစ်စေခြင်းနဲ့ချင်ပါလေအဲ့လိုမျိုးဖြစ်စေခြင်းနဲ့ချင်တယ်ကျွန်တော်တကယ်မသိဘူးဆပ်ပလိုက်ဖြစ်နေပြီခဏခဏအဖေပြောသွားတာမပြောသွားတော့သူဘာမှသူသိစားမသိဘူးအဲအော်တဒါတော့ဘယ်လိုပြောမလဲဟို ကျွန်တော်လေယာမွေးလက်စာမပေးလဲရပါတယ်ဟဲ့လားကျွန်တော်မွေးနေမှာဘာပြောအခုလိုမျိုးကုတူတင်လုပ်နေတူတူရှိတယ်အတူတူဖက်တန်းရတာနေ့ဒီကိုဒါကျွန်တော်လည်းညဝမ်းသာပါတယ်ဟုတ်ကဲ့ပါအဲဒီနေ့အတူမှာကတော့ဟိုတန်ငါတော်တွေကိုကျွန်တော်တို့ဒီဟိုစုံကပ်ဖြစ်ပါတယ်ပြီးဝတ္ထုငွေကတ်တူဖြစ်ပါတယ်ပြီးတော့အဲစတူဒီတာပေါ့စတူဒီတာအတူကြီးလုပ်ဖြစ်ပါတယ်ခင်ဗျာအဲစတူဒီတာကတော့ကျွန်တော်တို့မှန်းထားတာတော့အယောက်800ပေါ့နော် ဒါပေမဲ့ဟိုခုခုကဟိုဥစည်းပြီးတော့ဟိုကျင်းပတဲ့တော့ကျွန်တော်ခုနအောက်မှာတွေ့တော့အရောက်900မကားတော့ကျွန်တော်เนาะများလာတော့တော့တွေ့ရဆိုတော့ဘာပြောဝမ်းသာပါတယ်အခုလိုမျိုးချစ်ခင်အားပေးတဲ့အတွက်အရင်ဝမ်းသာပါတယ်ပြောကျွန်တော်ရဲ့မွေးနေ့လေးမှာအတူဟိုအတူဇာနာလေးမြောင်းလာပြီးတော့မှပါဝင်အားပြကြတယ်ပြိတ္တတွေလာရောက်ပြီးတော့မှ အော်တုံးဆောင်ကြတဲ့ပြည်သက်တွေအားလုံးကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ပါဘူးအာဘယ်လိုလဲရာဒီယိုနဲ့ဆိုရင်တော့ပုံပုံပုံညိုးစေချင်တာဟုတ်ကဲ့လားပုံရမဝေးရောဝေးရပါဘာလို့လဲအေးပါမှာဟုတ်အေးပါဘာလဲဆိုတော့အာအေးလေးကအေးလေးကြီးရယ်ဒါလည်းကလေးပါစီရပါတော့ဗန်ကြောက်လို့ရှိရင်ဘယ်တော့မှမလဲရဘူးသူဖုန်းပြီးတော့လိုက်ရတာ ီဥစဉ်ကျင်းတာဘုနောက်ပိုင်းတော့စုတ်ကြောင်းသွားတာပဇံဟိုနှစ်တိုင်းအရင်တော့ဟိုးအရင်တော့ဆိုဖုန်းဝင်ဝတ်တယ်ဝတ်လို့ရှိရင်တော့တရားဆက်ဝင်ဖြစ်တယ်အခုအဲ့လိုမျိုးမသွားဖြစ်တာမလုပ်ဖြစ်တာကွန်နစ်ဝင်ကျင်တာတော့ရှိတယ်ဆိုတော့နည်းနည်းစဉ်းစားလို့ရပြီဟုတ်တယ်မလားအရင်တော့လည်းမအေးတော့ဒီပြောင်းလဲသွားတယ်အစ်ကိုလည်းမအေးပါဘူးသင်တို့ပါ။ဟုတ်ကဲ့။အားကြောင့်လို့အကလက်ဆောင်ချေရမယ်လို့ပြောနေတယ်ကြည့်ရအောင်။ဟုတ်တယ်ပါ။အာကျွန်တော်ဟာတော့အတူတူပါပဲ။အဲကျွန်တော်ညီမလေးနဲ့ကျွန်တော်နဲ့ကတော့ ဟိုတော်တော်များများတိုင်ပင်ဖြစ်ပါတယ်ဒါပေမဲ့မတိုင်ပင်မတိုင်ပင်ဖြစ်တဲ့ကိစ္စတွေလည်းရှိကြပါတော့တချို့မတိုင်ပင်တင့်တဲ့အရာမျိုးတွေဆိုလို့ရှိရင်လည်းမတိုင်ပင်ဘူးပေါ့ဒါပေမဲ့တော်တော်များများကတော့တိုင်ပင်ဖြစ်ပါတယ်ဆိုပြီးဖြစ်ပါတယ်ကြာပါတယ်ဟုတ်ပါတော့အဲ့လိုကိစ္စတွေပါပြောချင်တယ်အဲ့တော့ private တွေနဲ့ပတ်သက်တာကတော့ကြောင်းနေတယ်တော်တော်များများတော့အဲ့လိုတိုင်ပင်ဖြစ်တာဆိုရင်အဲ့ဒါအဲ့ဒါကတော့ consent ပေးသွားတယ်အဲ့ဒါကတော့မသိလိုက်ဘူး။သူတော့မသိဘူး။မင်းရော။ကျွန်တော်ကျွန်တော်ကျွန်တော်တရားတော့ဘယ်လိုပြောမလဲ။ ကျွန်တော်ထင်တာတော့အဖေကလေအဲ့လိုမျိုးလေးဖြစ်စေခြင်းနဲ့ချင်ပါတယ်ချင်ပါတယ်အဲ့လိုမျိုးဖြစ်စေခြင်းနဲ့ချင်ပါတယ်ကျွန်တော်တကယ်မသိဘူးဆပ်ပလိုက်ဖြစ်နေပြီခုနခုနအဖေပြောသွားတာမပြောသွားလို့သူဘာမှသူသိစားမသိဘူး